ဒေဗစ်မြန်မာပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ရန်ကုန်မြို့ရဲတမိုင်းဝင်ကိုလိုနီခေတ်ရဲ့အဆောက်အအုံများအကြောင်းကိုပြင်ဆက်သွားမှာလေးဖြစ်ပါတယ်ရန်ကုန်မြို့ရဲရှိကိုလိုနီခေတ်အဆောက်အအုံများသည်နိုင်ငံခြားသားခီးသွားဧည့်သည်တွေကိုအဓိကဆွဲဆောင်နိုင်တဲ့အရာများတစ်ခုတစ်ခုပါဝင်နေဖြစ်ပါတယ်ရှေးတောင်အရှတ်တွင်ကိုလိုနီခေတ်ဗိတုကာလေယာများကျန်ရှိနေတဲ့မြို့တစ်မြို့အဖြစ်ရန်ကုန်မြို့ကိုလူသိများပြီးနိုင်ငံသားခီးသွားဧည့်သည်တွေအတွက်ထူးခြားဆန်းသစ်သောဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ် ရင်ကျိမှုဆိုင်ရာမွေးနေ့ကိုလိုနီအဆောက်အုံများသည်ရန်ကုန်မြို့ရဲ့ရင်ကျိမှုဆိုင်ရာမွေးနေ့ဆင်းရဲတွင်ပါဝင်ပြီးကိုလိုနီခေအဆောက်အုံများကိုကာကွယ်ထင်းသိခြင်းမှာခီးသွွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေးကြီးကြောင်းကိုလည်းမြင်တွေ့ရပါတယ်။ရန်ကုန်မြို့ရဲ့နိုင်ငံခြားသားခီးသွွားဧည့်သည်များကိုအထူးကဆွဲဆောင်မှုရှိသောရှေးအောင်ဖျားစီတီများနဲ့ရာစုနှစ်နဲ့ရှိတက်တန်းရှိမိသူကလည်းရာအဆောက်အုံများသည်ရန်ကုန်မြို့လေရဲ့အထူးကခီးသွွားဆွဲဆောင်ရာနေရာဖြစ်ပြီးရန်ကုန်မြို့လေမှာအခုလက်ရှိ ကြံရှိနေသေးတဲ့ကိုလိုနီခေတ်အဆောက်အအုံတွေအများကြီးရှိပါတယ်ခေရှားပြီးအခုတည်းလည်းရှိနေစေကိုလိုနီခေတ်အဆောက်အအုံတချို့ကိုတော့ပြည်သက်များအတွက်ဗဟုသုတရစေဖို့တင်ဆက်ပေးလိုက်ပါတယ်ရန်ကုန်မြို့ရဲ့ကိုလိုနီခေတ်အဆောက်အအုံများစွာရှိတဲ့အနက် ထင်ရှားတဲ့အဆောက်အအုံများကတော့နံပါတ်1ဝန်ကြီးများယုံဗြိတိရှ်ကိုလိုနီအစိုးရရဲ့အုပ်ချုပ်ရေးဌာနချုပ်အောင်ဖြစ်ပြီးမြမလွတ်လပ်ရေးပြည်သူ့ကာကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများလှုပ်ကြံခံခဲ့ရတဲ့တမိုင်းဝင်နေရလေဖြစ်ပါတယ်။လက်ရှိမှာတော့ပြန်လည်ပြုပြင်မှုမှန်ထားပြီးပြတိုက်နဲ့အများပြည်သူဆိုင်ရာလဲပတ်လို့ရတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲထားပါတယ်။နံပါတ်1စင်ထွေရင်ဟိုတယ်1900ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးကိုလိုနီခေတ်တဲက နမည်ကြီးဇိုင်ငန်ဟိုတယ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်ယနေ့တိုင်မြေကမ်းနားမှာခန့်ထဲဝါစွာတည်ရှိနေပြီးပြန်လည်ပြင်ဆင်ထားတဲ့အဆောက်အုံကောင်းတစ်ခုလည်းဖြစ်ပါတယ်နံပါတ်3ရန်ကုန်မြို့တော်ခန့်မှာဗြိတိရှ်ကိုလိုနီပုံစံနဲ့မြမယူရာဂိတုကာပုံစံများပေါင်းဆက်တည်ဆောက်ထားတဲ့အဆောက်အုံကောင်းတစ်ခုလည်းဖြစ်ပါတယ်နံပါတ်4ရန်ကုန်တိုင်းတရားလွတ်တော်အဆောက်အုံထင်ရှားတဲ့နီယံအုံနဲ့အင်္ဂရွေဗြိတုကာလက်ရာတွေနဲ့ခန်းနာစွာအခုထိမြင်တွေ့နိုင်ပါတယ် နံပါတ်5ဘ ഘോഷ ာကြီးတိုက်စင်ထွယ်ရင်လမ်းမပေါ်မှာတီရှိပြီးခန်းနာထေဝါတဲ့ဘိဓုကလက်ရညာနဲ့အဆောက်အုံကြီးတစ်ခုလည်းဖြစ်ပါတယ်။လေးပင်မြေမှာပြည်သက်များအနေနဲ့ရန်ကုန်မြို့နယ်မှာလမ်းလျှောက်လဲပက်မယ်ဆိုရင်ပန်းစိုးတန်းလမ်းနဲ့ကုန်းတဲလမ်းတစ်ဝိုက်မှာရှိတဲ့အဆောက်အုံများဗန်းများရုံးများနဲ့ကိုလိုနီခေတ်ပုံစံလူနေအိမ်များတမိုင်းဝင် အမွေနဲ့အဆောက်အုံတွေကိုအများကြီးမြင်တွေ့ရမှာလေဖြစ်ပါတယ်ခင်ဗျာ။